ဆင်မြန်ကြီးကိုအနိုင်ရလို့နေပါကစားပြီးတရားဝင်ခွက်ပြအောင်လုပ်ပေးလိုက်တဲ့ဂိမ်းမှုများ brand များအလုံးမင်းလာများရွှေရောအိုင်ဘက်ကွန်ရှစ်ကို online agent ကနေပြန်လဲကြိုးစားလိုက်ပါရင် super sun တွေပါယူပါအလန်းလေးတွေနဲ့လူလူကရမ်းမေးပြီးကစားခဲ့တဲ့ဂိမ်းမှုနဲ့ဆင်မြန်တို့ရဲ့ media derby ပွဲစဉ်ကတော့ဝမ်းဝမ်းနဲ့ဖလန်ဖလန်ထပြီးပြီးဆုံးသွားခဲ့ပါရင်ကံကောင်းလို့မသေးကြံကြတော့ဖေးဆိုတော့ဆင်မြန်ကြီးတို့ရှုံးတော့မလို့ဖြစ်ခဲ့ပြီးဂိမ်းမှုတို့ဘက်ကအဆုံးသတ်မသေးကြတော့တာကံကောင်းခဲ့တာဖြစ်ပါရင်ဒီအားဒီမှာအချိန်လေးမကောင်းလို့ဘေးရင်ပြောင်းမိနေရတဲ့နှစ်တင်တွေးဆုံတဲ့ပွဲမှာပဲအသင်းကပိုချာတူးလံမလဲစောင့်ကြည့်ကြရတာဖြစ်ပါရင် တင်းရိမန်ယူအွန်လိုင်းတူတင်းရိမန်ချက်စီးပွားတက်တွေဖြစ်ပေါ်ရာနီးစပ်ဆုံးနေထားမှာရှိခဲ့တာဖြစ်ပြီးရာရာလက်ဆန်းများကာဝယ်နိုင်နေလို့သာစင်မြန်ကြီးတို့အများသတိကပတ်လည်မမျောတာဖြစ်ပါရင်ဂိမ်းဘုလို့လောတန်းဆင်းဆုံးတာတဝဲတဲ့တွေဖြစ်နေတဲ့အသင်းကိုသာရှုံးရင်စင်မြန်ကြီးတို့မရှိတဲ့အချက်တွေဘယ်မြန်ကိုကွဲမှာပါပြီးခဲ့တဲ့ပွဲစဉ်တုန်းက PSG ကိုခဏကိုသိမ်းခဲ့တဲ့စင်မြန်ကြီးတို့တိုက်ဆက်ရာဒီပွဲမှာထုံးစံတိုင်းမခုတ်တဲ့အကြောင်းလို့ဖြစ်နေပြီးဂိုးရဖို့ခက်ခဲခဲခဲနေခဲ့ရတာဖြစ်ပါရင်အခုလောဂိမ်းဘုလို့ကိုတင်းချခဲ့ပြီးတဲ့နောက်မှာစင်မြန်ကြီးတို့ဟာရာသီကုန်မှု၁၀ပွဲလုံးအနေထားမှာဂျိုးကြလီလို့နဲ့၅၅မှတ်အကွာအနေထားကိုရောက်ရှိသွားခဲ့ပြီလေဖြစ်ပါရင် ဒါကြောင့်ချန်ပီယံဖြစ်ဖို့ဆိုတာဘယ်ဒီနေမင်းရေတရာတွေခြေလဲမဖြစ်နိုင်တော့ဘူးမို့ထုံးစံတိုင်းနောက်တရာတီမျှော်ဖို့ပဲရှိတော့တာဖြစ်ပါရင်စင်မြင်တို့အားပေးရတာကလည်း Netflix series ကြည့်နေရသလိုပါပဲအများနဲ့နောက်ရာတီပဲမျှော်နေရတာလည်းဖြစ်ပါရင်ခုဆိုရင်စင်မြင်တို့ရဲ့အကောင်းဆုံးအချိန်တွေဆိုတာရာတီတိုင်းဒုတိယလိုအဖြစ်နဲ့ခွဲပြောင်းရင်ပြီးဆုံးသွားတာလို့တော့ပြောစမှတ်တွင်ကုန်ပြီပဲဖြစ်ပါရင်ဝိုင်တဲ့လူစင်မှာဂိမ်မူတို့ဟာ၃နှစ်နှစ်တကစားကွက်ကိုခင်းကျင်းလာခဲ့ပြီးတိုက်စစ်မှာဇာစီကိုထောင်ထားခစားကကာနာချိုအရင်စလုံးတော်ဝင်တစ်ဖက်နဲ့ဝင်ရံခဲ့တာဖြစ်ပါရင်ကွင်းလမှာတော့မာဇာရာဘီဘရူနိုကက်စမဲလိုဒါလာလိုရှိနေခဲ့ပြီးခန်းစစ်မှာဒေးလေးလေးလောက်ရိုးရိုးနဲ့ဂိုလမအော်နာနာတို့ကိုထားခစားသွားခဲ့တာဖြစ်ပါရင် ကျွန်တော်တို့ကတော့လေးသုံးသုံးကစားကွက်ကိုအသုံးပြုလာခဲ့ပြီးတိုင်းစင်မှာ Trossard Marino နော်နေတို့ကိုထားကစားပါခွဲလဲမှာ Right Party Odiga ခန်းစင်မှာ Color Fury Gabriel Saliba တင်းမှာကိုသမရာတို့ကိုသုံးဆွဲလာခဲ့တာဖြစ်ပါတယ်ဂိမ်းမတော်ဟာဒီပွဲမှာအမားနေကိုပဲတနိုင်သမျှဥတီကစားသွားခဲ့ပြီးထင်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 းနဲ့ပဲကစားခဲ့တာပါကျွန်တော်တို့ကတိုင်းစင်ကစားမှမရှိတာကြောင့်ဘောလုံးပိုင်ဆိုင်မှုပိုးသားနေတာရှိပြီးဘာမှမလုပ်တဲ့မခိုင်တဲ့နဲ့တိုင်းပတ်နေတာဖြစ်ပါတယ်ပွဲစားသုံးပွဲမှာဂိတ်ခန်းစင်ကစားမှရအမားကနေ Marino ခွင့်ရခဲ့ပေမဲ့ Onana ကာဝယ်နိုင်ခဲ့ပါတယ် နောက်ထပ်ပွဲချင်းကိုမရီမှာအော်ရီကန်ရဲ့ထိုးပေါက်လာမှုကိုမာရီနိုအပိုင်ကန်ခဲ့ပေမဲ့ဂိုဘေးကနေကတ်ထွက်သွားခဲ့တာကနှမျောစရာဖြစ်ခဲ့ရပါမယ်။ပွဲစားရင်30မိနစ်မှာဒရော့ဆဲရဲ့ကန်ချက်ကောင်းမွန်ခဲ့ပေမဲ့ဂိုဘေးကနေကတ်ထွက်သွားခဲ့တယ်ကလည်းနှမျောစရာပါ။ပရာဝိုင်းတစ်ပိုင်းလုံးမှာဒေါရှော့ဖိခန်နေရပြီးတိုင်မက်နေတဲ့ဂေမူလိုဟာကြောက်ခဲရေပေါ်ခဲ့ပြီးပရာဝိုင်းပီကန်ဒီမှာရရှိခဲ့တဲ့ဖရီကစ်ကနေဘရူနိုကဒိုင်းရိုက်ကန်သွင်းကအဥဆောင်ကိုရသွားခဲ့တာပဲဖြစ်ပါရင်။စမေးတို့ကတော့ရေလီစာကြီးလာခဲ့တာပါ။တကယ်ဆိုရင်အွန်နာနာကဂိုဘောက်တဲအောင်ကန်ရုံးတဲ့ဂိုဘေးရတဲ့ကုသမဆိုရင်စမေးကြီးတို့ရဲ့တိုက်စစ်ကိုကဂိုဘောက်တဲအောင်မကန်နိုင်ဖြစ်နေတာမို့တိုင်ပက်နေတော့တာဖြစ်ပါရင်။ ကြိယာပိုင်းမှာလည်းစင်မြင်းတို့ကပဲဘောလုံးပိုင်းဆိုင်ပေါ်အသာစီးယူကဆက်ဖိထားခဲ့ပြီးဂိမ်မိုးတို့ကတော့တစ်ချက်လက်ချက်တမန်တိုင်းစစ်ကနေစင်မြင်းတို့ကိုဒုက္ခပေးနိုင်ခဲ့ပါရင်ပွဲစားရင်58မိနစ်မှာခါနာချွေးရဲ့ခင်မင်းမှုကနေဇက်စီကနောက်ပေါက်နဲ့ပိတ်သွင်းခဲ့ပေမဲ့ကုသမအိုနာနာကာကွယ်နိုင်ခဲ့ပါရင်ဒီလိုနဲ့ပွဲရင်84မိနစ်မှာတော့စင်မြင်းတို့ခြေပါကိုရသွားခဲ့ပြီးတင်းမရဲ့ထိုးပေါက်ဖန်နီမှုကနေဒက်ကလာရိုက်ကအပိုင်ကန်သွင်းယူသွားခဲ့တာဖြစ်ပါရင်ရိုင်းအနေနဲ့ဂုန်းသွင်းပြီးလို့အောင်ပွဲခံချိန်မှာအုတ်ထွက်ဖို့ကွင်းကြီးနဲ့ရော်လန်ဒိုရဲ့စိတ်လျှော့ထားဆိုတဲ့ပုံစံတိုင်းအောင်ပွဲခံသွားခဲ့ပါရင် ကေဘိုးတော့အနိုင်ရတိုင်းကြီးရှိခဲ့ပေမဲ့ရော်ရာလန်ဆွမ်းပြနေခဲ့တာကြောင့်သာတင်းရင်နဲ့ဂျင်းနေလိုက်ရတာဖြစ်ပါရင်ဒါပေမဲ့လည်းတမ်မစင်းရခင်ခါးသီးရဲ့ပြန်ဘက်ကိုခွက်ပြအောင်လွတ်နိုင်ခဲ့တာကြောင့်ဂိတ်ဖက်လေးလည်းပြောမဆုံးပေါအောင်တောသုံးတောင်နေဖြစ်နေကြပြီဖြစ်ပါရင်ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့ပါပဲနောက်နေ့ပါလဲအားကစားလေးမတဲ့တဲ့တရင်ကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချောလိုက်ရပါတယ်ခင်ဗျာ